အားလုံးပဲမင်္ဂလာပါကျော်ချစီတင်းကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစီလို့ဥစွာပြုနှုတ်ခွန်းဆက်သလိုက်ပါရစေဒီဘလော့မှာကျွန်တော်နေဒီကနေ့မနက်ခင်းတော့ချစီတင်းလေးတွေကိုထုံထုံတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ပထမဆုံးသတင်းပုတ်အနေနဲ့ကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲပြလာမယ်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကညူကာဆယ်အသင်းနဲ့ပရီးမီးယားလိပွဲစဉ်ရှင်ပြိုင်မှုရှိနေတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့အတွက်တိတ်ကိုအရေးပါတဲ့ပွဲစဉ်ဖြစ်တဲ့ Top 4 Race အတွက်ကျွန်တော်တို့သွားတဲ့နေရာမှာညူကာဆယ်ကကျွန်တော်အပေါ်မှာအမှတ်တူနဲ့ယက်တီနေတယ်။အဲ့ဒီဟာမှာညူကာဆယ်ကကျွန်တော်အနိုင်ယူနိုင်မယ်။လက်ချက်၃ပွဲကိုလည်းကျွန်တော်အကောင်းဆုံးကျော်ဖြတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့က Champions League ဝင်ခွင့်အတွက်ကိုအများကြီးနောက်နှစ်မှာထိကြသွားမှာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါနဲ့ပတ်သက်ပြီး Anson Mars ကတော့သူတို့ညူကာဆယ်တင်းတဲ့ပွဲစဉ်အတွက်ကို သေချာပြင်ဆင်ထားတယ်။အထူးသဖြင့်တော့သူတို့ Chelsea အသင်းတွေနဲ့ဒီရာသီအစမှာပေါ့နော်။မရှုံးသင့်တဲ့ပွဲတွေမဖြစ်သင့်တဲ့ရလက်တွေဟိုထွက်ပေါ်ခဲ့တာကြောင့်အခုဆိုလို့ရှိရင်တော့သူတို့ပို့ပြီးတော့ ါပရီးမီးယားလိမှာချန်ပီယံလိဝင်ခွင့်အတွက်စ조사ရတော့မှာဖြစ်တယ်ဆိုပြီးပြောကြားသွားတယ်။ဒီကြားတစ်ခုကတော့သူတို့အသင်းအနေနဲ့လက်ရှိပြင်ဆင်မှုတွေအများဆိုလို့ရှိရင်လည်းအကောင်းဆုံးသူတို့ကြော်ဖြတ်ပြီးတော့ Top 4 Race မှာပါဝင်နိုင်ပြီးဒါကျွန်တော်တို့အဲဒီချန်ပီယံလိဝင်ခွင့်ကိုရရှိနိုင်လိမ့်မယ်လို့ယုံကြည်တဲ့အကြောင်းအန်ဆိုမာရက်စကာကတော့ပြောကြားသွားခဲ့တာဖြစ်တယ်။တစ်ဖက်မှာလည်းသူ့ရဲ့လက်ရှိကွင်းလယ်ကစားသမားတွေဖြစ်တဲ့ Romeo Lavia, Moises Caicedo တို့အန်ဆိုဖာနန်ဒက်တို့၃ယောက်ဟာတကယ်ကို strong ဖြစ်တဲ့အဲကွင်းလယ်အစုအဖွဲ့ဖြစ်ပြီးတော့ဒီလာမယ့် နှစ်မှာဆိုလို့ရှိရင်ပေါ့နော်သူတို့အတွက်ကွင်းလယ်မှာတိတသာပြုပြပြောင်းလဲမှုတွေပြုလုပ်ဖို့အတွက်အရန်ကြီးလော့တလင်လောက်ဆရာမလို့ဘူးဒီကစားသမား၃ယောက်နဲ့တင်ကိုပဲလာမယ့်ရာသီမှာချက်စီတင်ဟာအကောင်းဆုံးကွင်းလယ်အစုအဖွဲ့နဲ့ပြမတ်တွေကိုရှင်ပြိုင်နိုင်မှာဖြစ်တယ်လို့ယုံကြည်တဲ့အကြောင်းအဆိုမတ်ကပြောကြားသွားတာဖြစ်ပါတယ်ဒါမှမဟုတ်အလုံးသေးတဲ့အမပြရမီယိုလဗီယာက ပါဝင်ကစားတဲ့ပွဲစဉ်တိုင်းနီးပါးမှာတော့ချက်စီပရိသတ်တွေအတွက်စိတ်မပြတ်စေတဲ့ကျွန်တော်တို့ကစားပုံကစားဟန်တွေကိုအမြဲတမ်းပြသနိုင်တယ်ဒါပေမဲ့ခက်တာကသူ့ရဲ့ဒီဒဏ်ရာပြဿနာပေါ့နော်ဒဏ်ရာပြဿနာကြောင့်သူကတစ်ခါလေကြလို့ရှိရင်လနဲ့ချီပြီးနားပြီးတော့ဒါ၃လလောက်နားလိုက်၂ပွဲ၃ပွဲလောက်ကစားလိုက်နေပဲလေပတ်နေရတော့အဲ့ဒီနေထားမှာကန်စီတိုနဲ့အန်ဆိုဖာနာဒက်တို့ကပဲပုံမှန်ပွဲကစားပြီးတော့ ဒါအကျိုးပြုနေတာဖြစ်တယ်ဒီမှာမှ Moises Caicedo ကတော့ဒါပါပဲပြောပြောကျွန်တော်တို့ Chelsea အသင်းရဲ့ကွင်းလယ်မှာတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတူက Marasca အနေနဲ့တော့ဒါတော်လေးသူ့ရဲ့ကွင်းလယ်အစုဖွဲ့ကိုသဘောကျနှစ်ချိုင်နေတဲ့အထားမျိုးဖြစ်တယ်ဒါမဲ့ရာဒီမှာလည်းဒီအစုဖွဲ့ဒါအကောင်းဆုံးနဲ့ drive လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့တေချာပေါက်ဒါ Premier League title ကိုပါစိန်ခွန်နိုင်တဲ့ကိုယ့်လည်းအစုဖွဲ့မျိုးဖြစ်တယ်လို့သူကတော့ကြုံးဝါသွားခဲ့တာဖြစ်တယ်လို့တစ်ဖက်မှာလည်းသူ့ရဲ့တပည့်ကျော်ဖြစ်တဲ့ Jubilee Hall နဲ့ပတ်သက်လို့ရှိရင်လည်းအဲသူတို့တေချာစဉ်းစားနေတဲ့အပိုင်းတွေရှိတယ်ပေါ့နော်အောင်းတဲ့အတိုင်း Jubilee Hall က မတ်စကနဲ့လည်းတွဲခဲ့ပူပြီးသားဖြစ်တယ်ဒီစားဒီမှာခေါ်ယူခဲ့တယ်ဆိုပေမဲ့ပြန်ရောက်မယ်ဆိုပြီးတော့တင်းကြီးနေတဲ့စားသမားဖြစ်တယ်ပေါ့နော်သို့တော်လည်းပဲလက်ရှိကွင်းလက်အခြေအနေတွေအရာတော့သူတို့လည်းဂျူပလီဟွန်နဲ့ပတ်သက်ပြီး decision ကိုစောစောစီစီလင်းလင်းမြန်မြန်ဆုံးဖြတ်ချက်ချသွားဖို့တော့မရှိဘူးသို့တော့သူတို့အတွက်ကြိုက်တဲ့ဂျေမျိုးရမယ်ဆိုလို့ရှိရင်တော့ဂျူပလီဟွန်ကိုရောင်းပြီးတော့6 option မျိုးတွေရှောက်ဖွေတာမျိုးတော့ချက်စီတောင်းရှိသူတွေဘက်ကလှုပ်ဆောင်နိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဂျူပလီဟွန်ကလည်း conference ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့အဲ မစိုးဘူးပေါ့နော်ခြေစွမ်းလေးတွေကပြတ်သားနိုင်တယ်ဖြစ်တယ်အခုဆို Chelsea တင်းလဲဘာလို့လို့နဲ့ဒါ Real Betis နဲ့ Conference League Final ကိုရှင်ပိုင်ကစားရတော့မှာပဲဖြစ်တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒါ Barcelona တင်းရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ပေါ့နော် Hernandez Torres ဆိုတဲ့ကစားသမားလေးကို Chelsea တင်းကစောင့်ကြည့်နေလို့သိရတယ်ကစားသမားလေးကလာမယ့်ဇူလိုင်လဆိုလို့ရှိရင်အသက်17နှစ်ပြည့်မှာဖြစ်ပြီးတော့အဲအဲ့ဒီအချိန်ကြာလို့ရှိရင်သူ့ရဲ့ release clause ကပေါင်၅သန်းဖြစ်တယ်ပေါ့နော်ဆိုတော့ Chelsea တင်းလိုမျိုး လူငယ်ကြိုက်တဲ့အသင်းတင်းအနေနဲ့ပေါင်၅သန်းဆိုတာကတော့ဘာမှမပြောပါတော့တဲ့ပမာဏဖြစ်တယ်။ကစားသမားလေးက attacking midfielder ဖြစ်ပြီးတော့ potential ရှိတဲ့ကစားသမားတစ်ယောက်ဖြစ် Chelsea သင်းတောင်းရှိသူတွေကယုံကြည်နေကြတာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီကစားသမားလေးရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့လေ Chelsea သင်းကအခုအချိန်မှာတေချာလေး tracking light နေသလိုတေချာလေးလာမယ့်ပြောင်းရွှေ့တွေမှာဆိုလို့ရှိရင်ကစားသမားကိုခေါ်ယူနိုင်ဖို့အတွက်ဒါချက်စီတင်ကကြိုးပမ်းသွားမယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒီကစားသမားလေးကအဲကျွန်တော်တို့ဟို session နှစ်ဆိုတော့ဟိုကစားသမားတွေလို့ပေါ့နော်ဟို ရှေ့မှာခေါ်ရတဲ့ကစားသမားတွေလည်းအများကြီးရှိနေရဆိုကျွန်တော်ကတော့အမှန်တမ်းပြောရရင်တော့ဟိုခေါ်စေကျွန်တော်တို့မဟုတ်ဘူးဘာလို့ဆိုရှေ့ကကစားသမားလေးတွေကိုလည်းအရင်ဆုံးတိတတလေးအယောင်ထွက်လောင်တင်စေခြင်းနဲ့ပေါ့နော်ဘာလို့ဆိုကျွန်တော်မှအန်ဒရီဆန်ဒိုလိုကစားသမားတွေရှိအက်စတာပေါဝီလီယံတို့လိုကစားသမားတွေရှိနေတယ်ပေါ့နော်မဟုတ်ဘဲနဲ့အဲဒါမဲ့ငါးသန်းဆိုတာကလည်း Chelsea တင်းတော့ဘာမှမပြောပါတော့တဲ့ပမာဏဖြစ်နေတဲ့ခါကျတော့ Chelsea တင်းနေနဲ့အဲဒီ Spain ကွင်းလဲတိုက်စစ်ကစားသမားလေးဟာနယ်လက်တော်ရက်ဆိုတဲ့ကစားသမားလေးကိုတော့ခေါ်ယူဖို့အတွက်ပြင်ဆင်နေဆိုတဲ့အကြောင်းကျွန်တော်တို့ကြားသိရပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ဒီကနေ့မနက်ခင်းဒီဗီဒီယိုမှာပြပြချင်တဲ့ Chelsea သတင်းအထုတ်လေးတွေပဲဖြစ်ပါတယ်ဆုံးနေကြည့်ရှုအားပေးကြတဲ့ Brother ညကိုပြသက်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဒါမျိုး Chelsea သတင်းသီးသန့်နားဆင်နေဆိုရင်ကျွန်တော်ရဲ့ CBDB YouTube Channel, Blind Facebook Page ကို Like and Subscribe လက်ခံ Follow ပြုလုပ်ထားနိုင်ပါတယ်ခင်ဗျာအားလုံးပဲ See you next video ပါနော်